ပိုင်ဆိုင်မှုခိုင်မာပြီးအေးချမ်းလုံကြုံတဲ့အပြင်ဆေးရုံကြောင်ပရိသတ်ဈေးဘန်အလုံးနဲ့နေတဲ့တိုက်ခန်းကိုဈေးနှုန်းချုံသာစွာဖြင့်ရောင်းချပေးသွားပါမယ်။တောင်ကလာပါမြို့နယ်မှာရှိတဲ့12ရက်ကွာမာကလန်းသွဲမှာရှိတဲ့တိုက်ခန်းတစ်ခန်းပဲဖြစ်ပါတယ်ရှင်။ ဝရဏစပိကကျင်ဝန်ပြီးကျွေးပြခင်မိထားမယ်အရှင်းမျက်နှာစာဖြူကောင်းကောင်းမြင်ရပြီးလေကောင်းလေတန်လေးရမယ်တကားနှစ်ထပ်တက်ဆင်ပေးထားပြီးတော့အိတ်ခမ်းဧကံမှာပါကေးအပြည့်ခင်မိထားမယ်အိတ်ခမ်းတခန်းဖွဲ့ပေးထားပဲဖြစ်ပါတယ်ဧကံမှာခန်းနာပြီးတင့်တယ်တဲ့ TV စတန်းကိုထားရှိပေးထားမယ်စီလင်မှာအလှချက်တည်ရင်နဲ့မျက်နှာပန်းကိုပေါ်လွှင့်အောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပဲဖြစ်ပါတယ်အလင်းရောင်ကောင်းကောင်းရမယ်ဗရင်ပေါက်တွေပါဝင်ပြီးတော့အိတ်ခမ်းအပြင်ဘက်မှာဆိုရင်ဗီတင်နေတဲ့ပုံဖော်အလှဆ င်ပေးထားမယ်။ partition box တွေပါဝင်ပြီးတော့လှပတဲ့မန်တချက်ပါဝင်တာပဲဖြစ်ပါတယ်ရှင်။အခန်းတိုင်းမှာကိုယ်ပိုင်မီတာကိုယ်ပိုင်မော်တာများတက်ဆင်ပေးထားပြီးတော့ breaker တွေပါဝင်ပါတယ်ရှင်။အိမ်ခန်းအပြင်ဘက်မှာဆိုရင် Holland တွေတက်ဆင်ပေးထားပြီးတော့မီးအမြုပ်လေးနဲ့လှဆင်ပေးထားပဲဖြစ်ပါတယ်ရှင်။ Living room area space အကျဉ်းကြီးပေါ့နော်။ slide တော့အသုံးပြုပေးထားပြီးတော့အိမ်ခန်းထဲမှာပရင်းပေါက်နှစ်ခုပါဝင်တာပဲဖြစ်ပါတယ်ရှင်။အခန်းရဲ့ပေချက်19ပေ54ပေကျေဝန်းမယ်။လေးလွာတက်တရတက်စစ်စစ်ဖြစ်ပြီးတော့အယောင်စ ေးနှုန်းက3200ကိုအထူးညှိနှိုင်းအောင်ချပေးသွားမှာဖြစ်ပါတယ်။လူချင်းမင်းတို့အနေဖြင့်ဘန်းနဲ့ချိတ်ဆက်ဝယ်ယူခြင်းနဲ့ဆိုရင်လည်းဝယ်ယူလို့ရပါသေးတယ်ရှင်။ခင်းချင်းရောမှဆိုရင်ဘားကောင်တော့တိချအသုံးပြုပေးထားပြီးတော့ကြွေပြားတွေဖိတ်ဖိတ်တောက်ခင်းပေးထားမြင်တွေ့ရမှာဖြစ်ပါတယ်။မီးဖို့ခုံမှဆိုရင်ကြွေပြားခင်းကြွေပြားရင်ကပ်ပေးထားမယ်။ဘေးစင်းနေရာတိချအသုံးပြုပေးထားပြီးတော့အဝေးစီဂျိုးပြူရင်းနှလိုင်းပါဝင်တာပဲဖြစ်ပါတယ်ရှင်။ချိုးကန်းအိမ်သာတီးတန့်ပါဝင်ပြီးရေတိုင်ကြီးတစ်လုံးပါဝင်မယ်။ဘိုးတိုင်းအိမ်သာအစ်စက်ဆက်တစ်လုံး တက်ဆင်ပေးထားပြီးရော PVC တကားတွေအသုံးပြုပေးထားပြီးဖြစ်ပါတယ်ရှင်။ MHCC အပေါက်မှာဆိုရင်တစ်သားတကောက်လုံးဝဆေးဖြောင်တက်ဆင်ပေးထားပြီးဖြစ်ပါတယ်။ဆိုင်ရွက်ဆိုင်နဲ့အရှုပ်ရှင်းကင်းပြီးရော BCC ကြပြီးသားတိုက်သက်သန်နူတဲ့အခန်းတစ်ခန်းပဲဖြစ်ပါတယ်ရှင်။တခန်းလုံးကိုကြည့်ပြီးလိုကြိုက်သွားပြီဆိုရင်ရှင်းစင်းကိုဆက်သွယ်ပေးပါရှင်။နှလုံးသားတွေနှွေးထွေးစီမယ်။အေးချမ်းလုံခြုံမှုတက်တောက်တက်တာအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရှင်းစင်း property မှာစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်။